စာပေရှိသူများအားလုံးပဲမင်္ဂလာပါ အပိုင်းစစ်လေးအနေနဲ့ဆရာကြီးဗမိုသိန်းဖေရေးထားတဲ့မြဝေလိုတို့အတွင်းများဆိုတဲ့စာအုပ်ကိုထပ်ပြီးမြဝေပေးပါမယ်အခန်း86မဖြစ်တဲ့လောကဖြစ်စဉ်တစ်ခုမိဘတိုင်းဟာ သူတို့သားသမီးတွေကို ကြည်လာရင်စင်စင်ရဲရဲမနေစင်ရှင်ကြပါဘူးဒါကြောင့်ငွေရွေးစင်မှာ ညာကိုစ조사တင်ယူကြဖို့တဖက်ဖက်ပြောကြပါတယ်တိတ်တွန်းကြပါတယ်မိမိမစားရရင်နေပလိစေသူတို့လေးတွေပညာသင်ဖို့ပိတ်ဆံစုကြတယ်ပညာတန်းမှလူလောကအလင်မှာတင်း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 နေနိုင်မယ်မိဘတွေကကိုတန်သမင်းတွေသူတို့ခြေတော့ဖို့သူတို့ရက်တီနိုင်တာမြင်ပြီးမှအသေးဖြောက်မှာကိုဒါပေမဲ့တန်သမင်းအများစုဟာ မိဘစကားကို နားမထောင်ကြပါဘူးပညာကိုစူးစမ်းမသင်ကြပဲပျော်ပါဘက်ကို ပိုအားတန်ကြပါလေပို့ပို့နေပို့ပို့စားပြီးပညာသင်ရမယ့်အချိန်တွေကို ဖြုံတီးလိုက်ကြပါလေမိဘပြောတဲ့စကားကိုလည်းအလေးထားပြီးနားမထောင်ကြပါဘူးသူတို့လေးတွေကြီးလာတော့ပညာမတက်ကြလို့စင်စင်ရေရေအလုံးလောက်ကန်အသက်မွေးကြရပြန်ပါတယ်ဟောအခုသူတို့လေးတွေမိဘဖြစ်လာကြပြန်ပြီး ူတို့သားသမီးတွေကိုဆုံးမအကြပြန်ပြီးငါတို့လိုစင်စင်ရဲရဲမဖြစ်အောင်ပညာကြိုးစားသင်ကြပါတဲ့ဒီဖြစ်စဉ်ဟာဟော့အရင်ကလေးကရှိနေသလိုနောင်လေး ဖြစ်နေဥမာပါအဲ့ဒီဖြစ်စဉ်ဟာဒီလောကကြီးကနေဘရိုးမှပျောက်ကွယ်သွားပါမလဲအခန်း88လိန်တာကိုကလေးတွေအတုမခေါ်ကြပါစေနဲ့တနေ့ကျောင်းပန်းရဲ့တရက်မှာ လူတရားဟာသူ့သားလေးနှစ်ယောက်ကို ကလေးကစားကွင်းတစ်ခုကိုခေါ်သွားပါတယ်။ဂိတ်ဝင်လက်မှတ်ရောင်းတဲ့နေရာရောက်တော့သူကလက်မှတ်ရောင်းသမားကို ဝင်ကြေးဘလောက်လဲလို့မေးပါတယ်။လက်မှတ်ရောင်းတဲ့သူက လူကြီးတယောက်တထောင်နဲ့ကလေး6နှစ်အထက်ဆိုရင်900ကျပါတယ်ဆရာ6နှစ်အောက်ကတော့အလကားပေးဝင်ပါတယ်ဆရာဒါနဲ့ဆရာကလေးတွေကအသက်ဘလောက်ရှိပြီလဲလို့ပြောပါတယ်ကလေးတွေအဖေက အကြီးကောင်က9နှစ်အငယ်က6နှစ်ပါဒီတော့ကျွန်တော်နဲ့ကျွန်တော်သားကြီးအတွက်လက်မှတ်ဖို့1500ကျမှာပေါ့ရော့ဒီမှာငွေ1500နော်ဆိုပြီးပိတ်ဆံပေးလိုက်ပါတယ်ပြီးတော့ကလေးတွေရဲ့လက်ကိုဆွေးပြီးကစားကွင်းအတွင်းဝင်ဖို့ပြင်လိုက်ပါတယ်လက်မှတ်ရောင်းသူကသူ့ကိုလက်နဲ့တားလိုက်ပြီးဆရာကလည်းတော်တော်ရောတာပဲနော်6နှစ်နဲ့9နှစ်ဆိုတာအတူတူလိုပါပဲ ဆရာသားအကြီးကို6နှစ်လို့ပြောလိုက်တော့ဆရာငွေ900ပေးစရာမလိုတော့ဘူးပေါ့ဘသူတိတာမှတ်လို့လို့ပြောလိုက်ပါတယ်ကလေးတွေဖင်ကဘသူမှမသိပင်မဲ့ကျုပ်ကလေးတွေတိတယ်ဗျာလို့ပြောပြီးကစားကွင်းသေးကို ကလေးတွေလက်ဆွဲပြီးဝင်သွားပါတော့တယ်လူကြီးတွေလိန်တာကို ကလေးတွေအတုမခိုးတက်ကြပါစေနဲ့အခန်း88အဲ့ဒီအကြံမင်းကိုဘသူပေးတာလဲ ဒီနေ့မှာတထေးကြီးအာရှောကကျွန်တော်ကိုခုလိုမေးခွန်းတစ်ခုရုတ်တရက်မေးလိုက်ပါတယ်။ဂျင်းမင်းငတ်စီမှာအလုပ်လုပ်နေတာဘယ်လောက်ကြာပြီလဲတဲ့။ကျွန်တော်က6နှစ်ရှိပါပြီခင်ဗျာလို့ပြန်ပြင်လိုက်ပါတယ်။သူကထမ်းမဲပါတယ်။အလုပ်လုပ်ရတာအဆင်ပြေရလား။ရတဲ့လက္ခဏာရောလုံလောက်ရလား။ကျွန်တော်ကအလုပ်ကအဆင်ပြေပါတယ်ခင်ဗျာ။ဒါပေမဲ့ရတဲ့လက္ခဏာကစားလောက်တောက်လောက်ယုံပါပဲ။ဒီတော့ ။သူကဒါဆိုရင်မင်းဒီအလုပ်ဆက်မလုပ်နဲ့တော့ကွာ။၆နှစ်ဆိုတဲ့အချိန်ဟာမင်းဒီအလုပ်နဲ့မကြီးပွားနိုင်ဘူးဆိုတာတက်တဲ့ပြဖို့လုံလောက်တဲ့အချိန်ပဲကွာလို့ပြောလိုက်ပါတယ်။ခဏလေးကြာတော့သူကအခုမေးခွန်းကိုထမေးပြန်ပါတယ်။ဒါနဲ့အဲ့ဒီအကြံမင်းကိုဘသူပေးလိုက်တာလဲတဲ့။ကျွန်တော်ရုပ်တရက်ကြောင်သွားပါတယ်။သူ့မေးခွန်းကိုအသေးစားပြန်စဉ်းစားနေမိပါတယ်။စဉ်းစားရင်ကျွန်တော်ခေါင်းထဲမှာခုလိုအတွေးတစ်ခုပေါ်လာပါတယ်။ ဟုတ်ပါတယ်ငါဒီအလုပ်လုပ်နေတာ6နှစ်ချီသွားပြီ ပိတ်ဆံစုံမိတာမရှိတဲ့အပြင်အကျွဲတော်တင်နေသေးတယ်ဒီအကြံကိုငါဘသူစီကယူခဲ့တာပါလဲ6နှစ်လုပ်ပြီလို့ဘာမှမစုံမင်ဘူးဆိုတော့နောက်အနှစ်20ဆက်လုပ်လိုက်လို့ကိုငါကြီးပွားချမ်းသာနိုင်မှမလားဒီတော့ငါဘာလို့တင်တယ်လဲအဲ့ဒီနေ့မှာပဲကျွန်တော်ဘဝကို အပြောင်းလဲလုပ်တော့မယ်လို့ဆုံးဖြတ်ချက်ရှာလိုက်ပါတယ်အခန်း86 ဆွေးလန်းမှုတဏှာကြောင့်ဘဝဆုံးသွားနိုင်တယ်။အကပုံပြင်လေးဟာလူအတော်များများဖတ်ဖူးကြားဖူးကြမယ်လို့ထင်ပါတယ်။တိုးရွာလေးတရွာမှာမြောက်တကောင်ဟာလူမရှိတဲ့အိမ်လေးကိုပွင့်နေတဲ့ပတင်းပေါက်ကနေဝင်လာပါတယ်။မင်းဘို့ကြောင့်မှတန်လျက်ခဲတွေထစ်ထားတဲ့ဇင်အိုတလုံးကို တွေ့လို့ဇင်အိုအဖုံးကိုမယူဖွင့်ပြီးတန်လျက်ခဲတလုံးကိုနှိပ်စားလိုက်ပါတယ်။ကြိတ်လို့နောက်နှလုံးထက်ယူစားပြန်ပါတယ်။ ။နောက်တော့စိတ်မထိန်နိုင်တော့လို့လက်တဆုပ်စာထန်းလျက်ခဲတွေလက်ယူလိုက်ပါတယ်။သူ့လက်ကိုပြန်ဆွေးထုတ်လိုက်တော့သူ့လက်ကိုနှုတ်မရတော့ပါဘူး။သူ့လက်သည်ဆုပ်ကအိုးအဝကျင်းမှာတင့်နေပြီ။ဒီတော့သူ့လက်လွတ်အောင်အတင်းယုံလို့ထန်းလျက်အော်လေလှုပ်ခါပြီးအတန်တွေထွက်လာပါတယ်။အင်းနှင်းချင်းတွေကအတန်ကြားလို့လာကြည့်ကြတော့မြောက်ကို တွေ့သွားကြပြီးဟိုဟိမောက်ထုံကြပါတယ်။ဒါပေမဲ့မြောက်ဟာ သူ့လက်သီးစုပ်ကိုမဖြေတော့အိုသေးကလက်ကို ထုံးမရတာကြောင့်မပြေးနိုင်ဖြစ်ပြီးရွာသားတွေရဲ့ဒုတ်တွေနဲ့ရိတ်နှက်ခံရပြီးတည်သွားရပါတယ်ဒီပုံပြင်လေးကိုဖတ်ပြီးတို့တို့တုံးတဲ့မြောက်ပဲလက်သီးစုပ်တာဖြစ်ပြီးထွက်ပြေးရင်ရလျက်သားနဲ့လို့မှတ်ချက်ပေးပြုံးမိကြပါလိမ့်မယ်ကျွန်တော်ကတော့အဲ့ဒီပုံပြင်လေးကနေအခုလိုအတွေးပေါ်လာမိပါတယ်မြောက်ဟာထန်းလျက်ခဲတွေကိုဆွေးလန်းတက်မှတ်တဲ့တဏှာကိုမစွန့်နိုင်လို့ တည်သွားရတယ်ဒီလိုပါပဲလူတွေမှာလဲတဏှာကြောင့်ဘဝပျက်စီးဆုံးရှုံးတာတွေအများကြီးပါတဏှာဆိုလို့ဖုံးမကိစ္စတခုတည်းကိုဆိုလိုတာမဟုတ်ပါဘူးတစုံတရာကိုဆွေးလန်းတဏှာမမိုးခြင်းကိုပြောတာပါဆွေးလန်းမှုကြည့်ရင်ရောက်လောပဲတည်သွားပါလိမ့်မယ်ဥပမာအရက်တောက်တယ်ပိတ်ဆံကုန်တယ်ယောဂါရမယ်ဒါပေမဲ့အရက်ကိုမတောက်ရမနေနိုင်အောင်ဆွေးလန်းပြီးဖြတ်မရလို့ နောက်ဆုံးအသေးကျွန်းပြီးတည်သွားနိုင်ပါတယ်။ထို့နည်းတူပဲလူငယ်လေးတွေဂိမ်းမကစားရမနေနိုင်လောက်အောင်ဆွေးလန်းနေ အသက်မသေးတော့စာမေးဝေးကြ။နောက်ဆုံးလူအောက်ကြနောက်ကြဘဝမှာတသက်တာကုံဆုံးသွားရမှာပါပဲ။နိုင်ငံခြားမှာလူငယ်တချို့ကွန်ပျူတာဂိမ်းကိုနှစ်ရက်သုံးရက်မအိပ်ပဲကစားရင်နှလုံးရဲ့တည်သွားတဲ့ဖြစ်ရပ်တွေရှိပါတယ်။လူတွေဟာဆွေးလန်းတမန်ရှင်တနာလို့ပြောရင်ဘာသာရေးကိစ္စလို့မြင်ကြပါတယ်။ တကယ်တော့လူတွေနေ့စဉ်သတိမထားမင်းတဲ့ဆွေလန်းမုံတွေမှာအရန်အာတန်သွားရင်မိမိဘဝထိခိုက်မယ်ဆိုတာသတိပြုစေရှင်ပါတယ်။မနဲ့မောလင်းကလေးကအဲ့တဲ့အရှင်ဒီဖုန်းစကရင်လေးပွင့်ရင်ဖိဖို့ကြည့်နေတာဟာလေတဏှာဆွေလန်းတက်မှတ်ခြင်းဆိုတာသတိပြုစေရှင်ပါတယ်။ကျွန်တော်လည်းအဲ့ဒီတဏှာကရုံးမထွက်နိုင်သေးပါဘူး။အမေရိကန်နိုင်ငံမှာတော့ဖုန်းနဲ့ Facebook, Twitter တွေကြည်ရင်လမ်းဖြတ်ကူတာ တနေ့လူ၁၀လောက်ကားတိတ်ပြေဆုံးနေတယ်လို့ဖတ်ရပါတယ်။အခန်း90တငေချင်းအပေါ်ထားတဲ့စေရနာ တနေ့မှာသင်္ဘောတစ်စင်းဟာပင်လယ်ထဲမှာခုံမောင်းနေရင်လေပြင်းမုန်တိုင်းတိုက်မိပြီးလှိုင်းလုံးတွေကြားမှာနစ်မြုပ်သွားပါတယ်။သင်္ဘောပေါ်မှာပါတဲ့သင်္ဘောသားတွေရဲ့ခီးတွေတဲ့အာလုံးနီမှာရင်နစ်သေဆုံးသွားကြပါတယ်။ခီးတွေတွေထဲကတငေချင်းဖြစ်ကြတဲ့လူနီယောက်လောက်ပဲ တင်မိုပြက်ကတစ်သားတိုင်တစ်ခုကိုဖတ်တွေ့ရင်တက်ရှင်ကြံနေခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာပင်လယ်ထဲမှာရက်အတန်ကြာမျိုးပါနေရင်ကျွန်းတစ်ခုကိုလှမ်းမြင်လိုက်လို့ကျွန်းစီကိုရေကူးတွားကြပါတယ်။ကျွန်းကတည်တည်လင်းပါ။သူတို့နှစ်ယောက်ဟာကမ်းပေါ်ရောက်တော့ကျွန်းကိုနှစ်ပိုင်းခွဲနင်းနမိုက်တတ်မှတ်လိုက်ပြီးတယောက်နဲ့တယောက်နေမြေတယောက်နဲ့တယောက်နေမြေမကျူးကျော်ကြီးသဘောတူလိုက်ကြပါတယ်။နောက်ပြီး သူတို့နှစ်ယောက်စလုံးဖျားရှင်တန်းဆူတောင်းကြမယ်ဘသူတောင်းတဲ့ဆူပြစ်မလဲလို့စောင့်ကြည့်ဖို့ပြောပြီးသဘောတူလိုက်ကြပါတယ်သူတို့နှစ်ယောက်လုံးအစာအစာပေးသနာဖို့ဖျားကိုဆူတောင်းကြပါတယ်နောက်နေ့မနက်ကျတော့ကျွန်းအချစ်ဘက်ချမ်းကိုပိုင်သူဟာအရသာရှိတဲ့အသီးတွေတီးနေတဲ့တစ်ပင်ကြီးတစ်ပင်သူ့ဘက်ချမ်းမှာပေါက်နေတာကိုတွေ့လိုက်ပါတယ်သူလည်းအသီးတွေကိုတဝါကြီးဆွတ်ခူးစားရင်နောက်ဘက်ချမ်းကလူကိုလှမ်းကြည့်လိုက်ပါတယ် အနောက်ဘက်ကလူဘက်မှာဘာပင်မှမတွေ့ရပါဘူး။ညရောက်တော့ရှေ့ဘက်ကလူကဖះရှင်ထံမှာဆုတခုထပ်တောင်းပြန်ပါတယ်။သူ့မှာအဖော်လိုနေလို့မိမတရားပို့ပေးပါလို့နောက်တနေ့ရောက်တော့ကျွန်းသားမှာသင်္ဘောတစီပြက်ပြီး အသက်ရှင်ကျန်တဲ့မိမတရားရေကူရင် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။သူ့ဆုတောင်းပြည့်ပြန်ပါပြီ။အရှိဘက်ကလူဟာအားတက်လာပြီးနောက်ထပ်ဆုတခုဖះသခင်ထံမှာတောင်းပြန်ပါတယ်။ သူနဲ့မိမတို့နေဖို့အင်းတလုံးရဲ့အဝတ်အစားတွေရဲ့စားစရာတွေပြေသနာတော်မူပါလို့နောက်တနေ့မနေ့ရောက်ပြန်တော့သူအိယာကနိုးတာနဲ့လှပတဲ့တစ်သားအိမ်လေးတလုံးရဲ့အဝတ်အစားအစ်စ်တွေရဲ့အစားအသောက်တွေပါတဲ့ချင်းတောင်းလေးတွေတွေ့လိုက်ရပါတယ်။သူ့အနောက်ဘက်ကိုလှမ်းကြည့်လိုက်ပါတယ်။ဟိုလူစီမှာဘာမှမတွေ့ရပါဘူး။ဒီတကားအရှိတ်ဘက်ကလူဟာနောက်ဆုံးအနေနဲ့သူ့ကို နေရက်ပြန်ဖို့ သင်ဖို့တစဉ်ပေးဖို့ဖယားရှင်ထံတော်မှာဆုတောင်းပြန်ပါတယ်တကယ်ပဲနောက်တည့်ရက်မနေ့ကျတော့သူပိုင်တဲ့ကျွန်းအရှိဘတ်ချမ်းမှာသင်ဖို့သားအစုံအလင်နဲ့သင်ဖို့တစဉ်စိတ်ကပ်ထားတာတွေ့ရပါတယ်သူဟာဖယားရှင်ရဲ့ယေရှုဂုံတော်ကို ရှင်းမွှန်းရင်းနဲ့သူ့မိမကိုခေါ်ပြီးသင်ဖို့ဘောကို တက်ဖို့ပြင်ဆင်လိုက်ပါတယ်သင်ဖို့ဘောမတက်ခင်လင်းမှာ အနောက်ဘက်ချမ်းကိုလှမ်းကြည့်ရင် သူ့တငယ်ချင်းကိုအတူလိုက်ခဲဖို့ခေါ်ဖို့စဉ်းစားမင်းပါသေးတယ်။ဒါပေမဲ့သူ့ကိုဖះကဘာစူးမှမပေးသနာတဲ့အတွက်ခေါ်ဖို့မသင့်ဘူးလို့ဆုံးဖြတ်လိုက်ပြီးသူနဲ့သူ့မင်းမတယောက်တည်းတင်းမိုးပေါ်တက်သွားကြပါတယ်။တင်းမိုးဟာကျုံးကထွက်ခါနေလေးမှာအဲ့ဒီလူရဲ့နားထဲမှာကြေလောင်တဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။မင်းဘာကြောင့်မင်းရဲ့တငယ်ချင်းကိုအတူခုံမသွားပဲကျုံးပေါ်မှာတယောက်တည်း ရှံရစ်ထားခဲ့ရတာလေတဲ့သူကအတန်းရှင်ကိုပြန်ပြောလိုက်ပါတယ်အရှင်ဘုရားကျွန်တော်တောင်းလို့ရတဲ့ဆုတွေဟာကျွန်တော်တယောက်သေးပဲပိုင်ဆိုင်ပါတယ်ဟိုလူဟာသူတောင်းတဲ့ဆုတွေတခုမှမရဘူးလေအတန်းရှင်ကအတန်းကြီးကြီးလောင်လောင်နဲ့ပြန်ပြောလိုက်ပါတယ်မင်းပြောတာလုံးဝမှားတယ်သူဟာဆုတခုသေးပဲတောင်းခဲ့တယ်အဲ့ဒီတောင်းတဲ့ဆုကိုလေသူရသွားပါတယ်ဒီတော့သူကပြန်မဲပါတယ်သူကဘာဆုမြတောင်းလို့လဲ ရှင်ဗျာတိခွင်ရှိရင်အတိပဲတော်မုံပါတဲ့အတန်ရှင်ကအခုလို ပြန်ပြောလိုက်ပါတယ်သူတောင်းတဲ့ဆုကမင်းငါစီကတောင်းတဲ့ဆုတွေနဲ့အလုံးပြစ်ပါစေတဲ့ကျွန်တော်တို့လေအနောက်ဘက်ချမ်းကလူလိုတငင်ချင်းအပေါ်မှာမေတ္တာစေတနာတွေထားနိုင်ပါမလား